ချစ်တူကောင်မလေးစီဖုံးခေါ်နေတဲ့ကောင်လေးတယောက်ကချောင်းရိုက်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာကောင်မလေးကိုမြင်လိုက်ရလို့အံ့ဩနေပါတယ်။ဖုံးတွေဆက်တိုက်ခေါ်လိုက်တော့ကောင်မလေးကတန့်စင်ကန်းနဲ့ဝင်ပြီးဖုံးကင်လိုက်ပါတယ်။ကောင်လေးကမြ мян ပြန်ထွက်လာဖို့ပြောပေမဲ့ကောင်မလေးကဖုံးချပြီးဆက်ပိတ်သွားပါတယ်။တစ်ဖက်မှာကောက်ချစ်တူကကောင်မလေးတန့်စင်ကန်းနဲ့ဝင်နေချိန်စေးရီတချို့ကိုတောက်မဲ့ရေခွက်ထဲထည့်ထားပါတယ်။ကောင်မလေးပြန်ထွက်လာတော့နှစ်ယောက်အတူစကားပြောရင်းဖန်ခွက်ထဲကရေကိုတောက်လိုက်ပါတယ်။ကောင်လေးကအရန်ဆိုးရိမ်လာကရဲကိုဖုံးဆက်ပြီးတိုင်ကြပေမဲ့လိပ်စာတိကျမပြောနိုင်တာကြောင့်မထီရောက်ခဲ့ပါဘူး။ ဲ့ဒီချိန်ကောင်မလေးကလဲကျသွားတာကြောင့်ကောင်လေးကအလွန်မင်းစိတ်ပူသွားပါတယ်။ကောက်ကျစ်သူကကျေနပ်နေခဲ့ပြီးနောက်တစ်ဆင့်ဆက်ကြည့်မယ်ဆိုကုန်သုံးသိန်းထည့်ဖို့ပြောလိုက်ပါတယ်။ကောင်လေးကထည့်လိုက်ပြီးနောက်တစ်ဆင့်မှာကြီးစုသူအားလုံးပေါင်းထောင်ချီရှိနေတာကြောင့်ကောက်ကျစ်သူကပျော်ရွှင်နေပါတယ်။ကောင်လေးကဖုန်းကင်ဖို့အတွက်ကွန်မန်မတ်လိုက်ပြီးဖုန်းခေါ်လိုက်ပါတယ်။အစပိုင်းမှာစိတ်ထိန်ပြီးကောင်းကောင်းမွန်မွန်ပြောနေပေမဲ့တစ်ဖက်လူရဲ့အပြောဆိုနဲ့အမူအရာကြောင့်စိတ်တူပြီးအော်ပြောလိုက်ပါတယ်။ကွန်မန်ထဲမှာကောင်မလေးကသူ့ကောင်မလေးဖြစ်တာကြောင့်ဘာမှမလုပ်ဘဲပြန်လှုပ်ပေးဖို့မတ်လိုက်ပေမဲ့ကောက်ချစ်သူကမယုံကြည်ဖြစ်နေတာကြောင့်နှစ်ယောက်အတူရိုက်ထားတဲ့ပုံကိုချပြလိုက်ပါတယ် ကောင်လေးကစောက်တရမရဖြစ်နေပြီးကောင်မလေးကိုလှုပ်ပေးဖို့ပြောလိုက်ပါတယ်။ကောက်ချစ်သူကအပေးယူအနေနဲ့သူကကောင်မလေးကိုရောက်မှဖြစ်တာကြောင့်လူချင်းရင်ရောက်ပေးမယ်လို့ပြောပါတယ်။ကောင်လေးမဝယ်ရင်လည်းတခြားလူဝယ်သွားမှဖြစ်ပါတယ်။ကောက်ချစ်သူကကောင်မလေးရဲ့အပေါ်ဝက်ကိုချုပ်လိုက်ကအောက်အင်ဂျီကျည်သီးတွေဖြုတ်လိုက်ပါတယ်။အတားကက်ချီအိတ်ကိုချုပ်လိုက်ကကောင်မလေးရဲ့နေရာအနှံ့ကိုပုတ်တက်လိုက်ပြီးကင်မရာနဲ့စိတ်ချိုက်ပုံတွေရိုက်ယူလိုက်ပါတယ်။ကြံရမရတဲ့အဆုံးကောင်လေးကလက်တော့ကိုယူလိုက်ကရဲစခန်းကိုလူကိုယ်တိုင်သွားတိုင်ဘူးဆုံးဖြတ်လိုက်ပါတယ်။ကောက်ချစ်သူတို့ဘက်ကကောင်လေးရဲ့လက်တော့ကိုဟတ်လိုက်ပြီးကောင်လေးပြေးလွှားနေတာကိုအများမြင်အောင်ပြသလိုက်ပါတယ်။ ကောင်လေးကရဲစခန်းရောက်ဖို့ပါကူမှဂယုမဆိုင်ပဲနေပြေးလွားနေရင်ကိုမတ်နဲ့မှသူနဲ့ပတ်သက်တဲ့ပကူရေးရာဇဝင်အားလုံးဖော်ထုတ်ခြင်းခံလိုက်ရပါတယ်။ကောင်လေးကဂယုမဆိုင်ပဲဆက်ပြေးနေခဲ့ရင်ရဲစခန်းပေါဝါရောက်ချိန်မှာကောက်ချစ်သူကအထက်ဝင်လိုက်တာနဲ့ကောင်မလေးရဲ့ကိုလုံးတီရှိုးကိုထုတ်လွှင့်မယ်လို့ပြောလိုက်တာကြောင့်ပြေဝေသွားပါတယ်။